အရင်ဘဝမှာတော့တရွာလုံးဟာမိုးခေါင်ပါတဲ့တံကိုခံနေရပါတယ်။ရှေးတပုံးကြောင့်လည်းကျွန်တော်ဟာရွာသူကြီးရဲ့သားဖြစ်သူရိုင်းနေတာကိုခံလိုက်ရပါတယ်။ဖခင်ကအဲဒီကိစ္စကိုတီးသွားတဲ့နောက်မှာတော့စည်ရင်သွားရှင်းဖို့ရောက်သွားခဲ့ပြီးမြေရွာသူကြီးရဲ့သားရိုက်သက်ခြင်းကိုခံလိုက်ရပါတယ်။ ်ဒါပေမဲ့ရွာသူကြီးတားဟာနောက်ခံရှိတာကြောင့်ခွန်ရနှစ်တာထောင်တန်းချခံရပြီးပြန်လွတ်လာခဲ့ပါတော့တယ်နောက်တော့ကျွန်တော်ကကျွန်တော်အိမ်မြောက်ခံမှာမြောက်ရေချောင်းတစ်ခုကိုတွေ့လိုက်ရတဲ့အခါမှာတော့တရွာလုံးရဲ့ရေခေါင်းပါးရဲ့ပြဿနာကိုဖြေရှင်းနိုင်ခဲ့ပေမယ့်ကံမကောင်းစွာနဲ့ပဲရွာသူကြီးတမိသားစုလုံးဟာမြောက်ချောင်းရဲ့တံမိုးကိုတွေ့ရှိသွားတဲ့အခါမှာတော့သူတို့ရဲ့အိမ်ကိုပါတိမ့်လိုက်ပါတော့တယ်အဲနောက်မှာတော့ကျွန်တော်တို့တမိသားစုလုံးကလည်းလေမိုးမလုံးနဲ့နွားချန်ထဲမှာပဲနေလိုက်ရပါတော့တယ်။နှင်းမုံနိုင်အောင်ပါပဲကျွန်တော်ရဲ့ခြေထောက်ဟာအီးခဲတံခံလိုက်ရပြီးဒုက္ခိတဖြစ်သွားခဲ့ရပါတော့တယ်။ အမေလည်းအေးအေးတန်ကိုခံရပြီးယောဂအခမ်းကျန်းကကမကြာခင်မှာပဲဆုံးမသွားခဲ့ပါတယ်။ညီမနှစ်ယောက်ဟာလည်းအစာထွက်ရှာရင်းပြောက်သွားခဲ့ပါတယ်။တသက်လုံးကျွန်တော်တယောက်တည်းသာနေသွားခဲ့ရပြီးဝမ်းထဲကြည်ခွေနေခဲ့ရပါတယ်။အခုတွင်လည်းကျွန်တော် မျက်လုံးဖွင့်လိုက်တဲ့အခါမှာတော့လွန်ခဲ့တဲ့အနှစ်90စီကိုပြန်ရောက်လာခဲ့ပါတယ်။ရွာသူကြီးတားရိုက်လိုက်တဲ့နေ့ကကံကောင်းထောင်မှစွာနဲ့အဖေကတော့အသက်ရှင်နေသေးပြီးအမေနဲ့ညီမတွေလည်းရှိနေသေးပါသေး ကျွန်တော်ကြမ်းကြမ်းကုန်တယောက်အရင်ဘွားရဲ့လက်စားကိုခြေပြီးတိမ်သားလုံးကိုကာဝယ်ရမယ်။အကိုကြီးနိုးပြီလား။မင်းကငယ်လီလား။ငါမမ်မီတာကတော့ကားတိုက်ခံလိုက်ရတာ။မျက်လုံးဖွင့်လိုက်တာနဲ့ဘလို့လို့ပြီးဒီနေရာကိုရောက်နေရတာလေ။ကြံကောမင်းငယ်လေးကိုလမ်းအောင်လုံးမနေနဲ့တော့ငါအခုပဲကြောက်ရင်စီကိုသွားပြီးစီးရင်သွားရှင်မယ်။အဲ့ဒီရေတွင်ကသူတို့အင်ကာလည်းမဟုတ်ဘဲနဲ့အဲ့ဒီကောင်ကဘာလို့အထိပ္ပယ်မရှိဘဲလူကိုလက်ပါရတာလဲ။ဒါငါပြန်လဲမွေးဖွားလာတာပဲ။1985ခုနှစ်ကအင်စီကိုပြန်ရောက်လာပြီးငါတကြီးသားကြောက်ရွံ့ချင်ရိုက်တာခံရတဲ့နေကိုရောက်လာခဲ့တာ။ အဲ့ဒါဆိုရင်ဖေကမကြခင်မှာကြောင်းရံချိန်ရိုက်တက်ခံရတော့မှာပဲမရဘူးအဖေကိုလုံအောင်ထွက်သွားခိုင်းလို့မရဘူးဒီဘွားတော့ကျွန်တော်ကြံကြံကောအဲ့ဒီအဖြစ်ဆိုမျိုးထပ်အဖြစ်မခံနိုင်ဘူးအဖေခဏလေးကြောင်းရံချိန်ကိုသွားမရှာနိုင်အောင်သူ့မှာအဖွဲသားများတယ်လက်ပါလာရင်လည်းငဲတက်တာမဟုတ်ဘူးလူကိုရိုက်တက်နိုင်တယ်ကျွန်တော်တို့နှစ်ယောက်ရင်ဆွေးနေပြီးမှသွားပြောကြရအောင်ဘာကိုဆွေးနွေးနေမှာလဲငါကြံကြံရံရဲ့သားကိုဘယ်လိုပဲနေနေသူ့လိုက်ဆုံးမနေရမယ့်ထဲမပါဘူးအဖေအိုင်ယိုကျွန်တော်ခေါင်းနဲ့နဲ့နာလာပြီး ခေါင်းသွေးထွက်မထွက်တစ်ချက်လောက်လာကြည့်ပြပါအောင်ထွက်မသွားနဲ့အောင်ခဏနေကျွန်တော်မူလဲသွားရင်တားအမေလဲကျွန်တော်ကိုထုနိုင်တာမဟုတ်ဘူးစေကန်းကိုပို့ဖို့အဖေကိုအားကိုရအောင်ပါဟုတ်ပြီဟုတ်ပြီခုပဲမင်းကိုစေကန်းလိုက်ပို့ပြီးမယ်မင်းရဲ့တန်ရာအသေးအတန်မဖြစ်မှသာကြောက်ရွံ့ခြင်းကိုစီးရင်သွားရှင်တော်မယ်ငါသားကိုလက်ပါရဲတာသူ့ဘာငါမသေးသေးဘူးဟိုင်ဒါကြောင့်လဲအရင်ဘွားကအဖေကြောက်ရွံ့ခြင်းရဲတတာခံလိုက်ရတာပဲသူ့ရဲ့စိတ်ကြည်ပုံနဲ့တော့ခဏသာတားထားလို့ရပါမယ်တသက်သာတားထားနိုင်ပါမလားတကယ်ကိုစိတ်မချရတဲ့အဖေပါပဲရွာရဲ့ကြမ်းမာရေးဌာနာ ရိုးဆရာကြီးကျွန်တော်သားကိုတစ်ချက်ကြည့်ပေးပါဦး။ဒါဒါဘလို့ဖြစ်ရတာလဲ။ဒီလောက်တန်ရနဲ့ဒါဟွန်းရေတပုံးကြောက်ပဲလေ။ကြံ့ရွံရှင်ဟာတားဖြစ်သူရေးသွားခဲ့ပြီးရွာသူကြီးနဲ့ဖြစ်ပျက်သမျှအကြောင်းကုန်စင်ကိုပြောပြနေပါတော့တယ်။ဟိုက်အဲ့ဒီကြောက်ရွံချိန်ကတော့သူ့ဖေရွာသူကြီးနောက်ခံနဲ့ရွာထဲပြဿနာလိုက်ရှာပြီးပတ်ရန်နေကြပါပဲ။လောင်ကျန်ကျွန်တော်ကတော့စိတ်ကိုခဏရှော့ထားဖို့ပဲပြောချင်တယ်။မဟုတ်ရင်ကိစ္စတွေပိုကြီးကုန်လိမ့်မယ်။ဘယ်ရမလဲ။ငါသားကိုဒီလိုအလကားအနိုင်ကြီးခံလိုက်ရတာမျိုးငါလက်မခံနိုင်ဘူး။ ငါသားကိုအဆင်ပြေအောင်စေကံပြပြီးရင်တော့သူတို့စီကနေရော်ကြီးသွားတောင်းရအောင်မယ်။ဒီလိုဆရာဝန်ဟာလည်းခေါင်းသာရမ်းနေပြီးဘာမှဆက်မပြောတော့ဘဲနေလိုက်ပါတော့တယ်။ထားပါတော့ကျွန်တော်ကြမ်းကြမ်းကော်ကိုအရင်ပတ်တီးစီပေးလိုက်အောင်မယ်။ဒဏ်ရာကကြည်တိဖြစ်စေကောင်းကောင်းသာကာကွယ်ထားပြီးဒဏ်ရာကမယောင်သေးသေးတော့အဆင်ပြေသွားမှာ။ဒါပေမဲ့ရောင်ရမ်းပြီးပြည်တယ်လာရင်တော့ကျွန်တော်လည်းဘာမှမတတ်နိုင်တော့ဘူး။ကျွန်တော်စီမှာစီမဆုံတာလည်းခင်ဗျားသိမှာပါ။အဲကြရင်တော့မြူထဲတာမှမဟုတ်နေကိုပို့ရမယ်။အဲ့ဘက်သာရောက်သွားရင်တော့ပတ်ဆိုင်ကတော့အနေအများကုန်ပါပဲ။အဲ့ဒီတော့တော့ခမားစိတ်ပြင်စင်တာအောင်။ဒါလည်းဒီလိုပဲရင်လောက်ကြတာပေါ့။ လောင်ရှိုးကျန်းကုန်ရဲ့ဒဏ်ရာကိုလည်းခမားကြည့်ပြီးဆိုတော့နောက်လိုအရင်ကျွန်တော်တို့ဘက်လည်းစကားကူပြောပြောဟုတ်ပါပြီငါတီးပြီရွာရဲ့ကျမရဲ့ဌာနကနေထွက်လာတဲ့အခါမှာတော့ကျွမ်းရွံရှင်တယောက်မှာတော့ကြောင်းရွံချင်းအင်ကိုစီးရင်သွားရှင်းဖို့အလျင်လူနေခဲ့ပေမဲ့တားဖြစ်သူဝင်ဆွဲခြင်းကိုခံလိုက်ရပါတော့တယ်အဖေခဏလေးကျွန်တော်ဖေးကိုပြောစရာရှိတယ်ဘာကိစ္စလဲမင်းအဖေမင်းတွေ့ကလေးစားသွားချေဖို့အကြောင်းထက်အရေးကြီးနေလို့လားအိမ်ရင်ပြန်ကြမယ်လမ်းမပြောရတာအဆင်မပြေဘူးအကိုကြီးပြန်လာပြီလားဒဏ်ရာရောအဆင်ပြေရဲ့လားဘာမှမဖြစ်တော့ဘူးအလက်လေးအမေရော မိဖို့ကန်ထဲမှာချက်ပြုံနေတာအကိုကြီးပွေပွေအငယ်လေးကိုကြီးကိစ္စရှိသေးလို့အမားလက်နဲ့အတူခြံတကားစောင့်ကြည့်ထားလိုက်နော်ဘသူကမှဝင်မလာစေနဲ့နော်ကိုကြီးကိစ္စပြီးမှငယ်လေးနဲ့အတူတူလာဆော်မယ်နော်အငယ်လေးကလည်းကောင်းလေးညှိလိုက်ပြီးအမားလက်နဲ့အတူခြံတကားကိုစောင့်နေလိုက်ပါတော့တယ်ကျန်းရွံရှင်လည်းနားလေရခက်ဖြစ်နေခဲ့ပါတယ်ကောင်းစိုးလေးကဘာကိစ္စမလို့ဒီလောက်ထိရှူနေရတာလဲအဖေကျွန်တော်နောက်လိုက်ခဲ့ကျန်းကျိတ်ကောဟာအိမ်နောက်ဖေးစီတို့အဖေကိုခေါ်ခဲ့ပြီးမြောက်ခန်းထဲတခါတည်းဝင်လိုက်ပါတော့တယ် အဖေကျွန်တော်ရေတပုံးလေးပုတ်ခတ်လိုက်တာနဲ့လူရိုက်တာခံလိုက်ရတာကအဖေရောစဉ်းစားခဲ့ဘူးလားတကယ်လို့ကျွန်တော်တို့အိမ်မရောက်ခံမှာသာရေရင်းရှိမယ်ဆိုရင်ကြောက်ရွံ့ချင်ရဲ့မျက်နှာကိုကြည့်နေစရာမလိုတော့ဘူးမလားရေရင်းတူမယ်ရွာတွေကဘယ်အိမ်မဆိုအဲ့လိုစိတ်ကူးရှိဘူးတာပဲဒါပေမဲ့မိုးခေါင်တာအရန်ကြာလွန်တာကြောင့်အောင်မြင်ခဲ့တာတယောက်မှမရှိဘူးကျွန်တော်စမ်းကြည့်ပြီးပြီကျွန်တော်တို့အိမ်ကအနေပိုင်းဆိုတော့မိုးခေါင်ရင်ရေကနေကြတတ်တာကြောင့်ရေရင်းကိုနောက်အောင်တော့တူမှရေထွက်မှာပဲလေနေတိုင်းအချိန်ကိုလူပင်မမ်းမီရေသွားတဲ့ပြီးဒေါသထွက်နေမယ်အစားကိုယ်အိမ်မှာပဲရေရင်းတစ်ခုတူလိုက်ရင်အိမ်မှာလည်းပတ်ဆိုင်ကရှိတာမဟုတ်ဘူး ေရင်းတူတာလဲပတ်ဆက်ကအနေများကုန်မယ်။အိမ်မာကလည်းစားစရာမရှိတဲ့အပြင်ကုလည်းကြောက်ရွံ့ချင်းကမင်းကိုရိုက်နှက်သွားသေးတယ်။ဒီကိစ္စမပြီးဘူးအရေးကြီးတာနဲ့အရေးမကြီးတာကိုတော့အရင်ခွဲခြားလုပ်တင်ပါတယ်။လက်ထဲကကိစ္စတွေရှင်းပြီးသွားမှရေရင်းတူရင်လည်းနောက်မကြပါဘူး။အဖေလျှောက်တွေ့နေပြီတကယ်လို့ဦးစားပေးရမယ့်ကိစ္စသာပြောရရင်တော့ရေရင်းတူတာပိုအရေးကြီးတာမဟုတ်လား။ မိုးကရွာတာလည်းမဟုတ်ဘူးအဲ့ဒီချိန်ကျရင်တီးနံတွေလည်းရှင်နိုင်မှာမဟုတ်ဘူးအဲ့ထက်ဆိုရင်တော့ရွာကလူတွေတောင်ငတ်ပြတ်ပြီးသေးသွားနိုင်တယ်ကျွန်တော်တို့သာရေတွင်းတူးပြီးရေထွက်ရင်အိမ်နောက်ဖေးမှာတီးနံတွေစိုက်ထားပြီးအဲကြထုတ်လို့ရေအဖွဲကနေဆန်စပါးအနေငယ်ချေးပေးလိုက်ရင်စားဝေးနေရေအတွက်စိတ်ပူစရာမလိုတော့ပါဘူးအဲ့ဆိုလည်းဟုတ်ပြီလေမင်းပြောသလိုပဲရေတွင်းအရင်တူးမယ်ဒါပေမဲ့ကြောက်ရွံ့ချိန်မင်းကိုရိုက်တဲ့ကိစ္စကိုတော့ဒီတိုင်းထားလိုက်လို့တော့မရဘူးငါသူ့အိမ်ကိုသွားပြီးစီးရင်သွားရှင်ရမယ်ငါသားကိုတော့သူတမင်တက်တက်အနိုင်ချင်းမခံနိုင်ဘူး စီရင်ရှိမှုအတွက်တော့ကျွန်တော်ကိုယ်တိုင်ပဲရှင်းလိုက်မယ်။ဒါသူကိုလုံးဝအလွတ်ပေးမှာမဟုတ်ဘူး။ဒါပေမဲ့ဒီကိစ္စကိုတော့လက်လွတ်စပယ်လုပ်လို့မရဘူး။တို့အိမ်မှာညီကိုတွေများပြီးလက်တွေသာပါလာရင်ကျွန်တော်တို့ပဲခံရမှာ။အဖေစိတ်ချပါ။ကျွန်တော်အဲ့လိုအနိုင်ကျင့်ခံရလို့ငြိမ်းခံနေမိတယ်မပါပါဘူး။ကျွန်တော်ကိုရိုက်တဲ့ကိစ္စမှာကြောက်တော့တမိသားစုလုံးပြန်ပေးဆိုင်ရမယ်။ကျောက်တို့တမိသားစုလုံးမကောင်းစားရအောင်ကျွန်တော်လုံးဝကတိပေးတယ်။အရင်ဘွားမှာကျောင်းမိသားစုကြောင့်တအိမ်လုံးတည်ခွဲရှင်ခွဲတွေဖြစ်ခဲ့လို့ဒီတဘွားမှာတော့ငါအနေနဲ့အဲ့ဒီဝေကျွေးကိုတစ်ခုချင်းပြန်ပေးဆက်ခံရမယ်။ ။ဒါဖြစ်သူဂရီပီတာကိုကြားလိုက်ရတော့အဖေဖြစ်သူဟာလည်းခေါင်းဆက်မမာတော့ပဲနေလိုက်ပါတယ်။ထမင်းစားပြီးတဲ့နောက်ကြမ်းကြမ်းကုန်နဲ့ကျွမ်းရွှင်ရွှင်နေအောင်စီမီခွက်တဲကမြေအောက်ခန်းထဲဆင်းပြီးရေရင်းစာတူပါတော့တယ်။မကြခင်မှာတော့အမေဖြစ်သူဟာသမီးငယ်လေးနှစ်ယောက်ကိုချော့သိပ်ပြီးတဲ့နောက်မှာတော့မြေအောက်ခန်းကိုရောက်လာပြီးတူးကူပါတော့တယ်။သူ့အဖေရေရင်းတူးပြီးတကယ်ရေထွက်နိုင်မှသေချာလို့လား။ဘဲတိမလဲကြမ်းကောက်ကတူးဖို့ပဲပြောတော့တူးဆန်းကြည့်တာပေါ့ဟိုက်အာကုန်မီဘာမှအဖတ်မတင်ပါပဲဆိုတော့အမေအမေစိတ်ချလိုက်ပါ ရေတူးထွက်နိုင်တယ်ဆိုတာကျွန်တော်ပြောရတယ်။ကြမ်းကြမ်းကောင်အနေနဲ့အရင်ဘွားကတွေ့ခဲ့တဲ့မြေအောင်ချောင်းဟာကိုယ့်ရဲ့မြေအောင်ခန်းကပဲဆိုတာသိနေခဲ့တာဖြစ်ပါတယ်။